ဟယ်လိုမင်္ဂလာပါရှင်ကျွန်မ behavior management အကြောင်းကိုဆွေးနွေးနေရမှာဒီပေါ့နော် applying behavior analysis မှာ ning lang 9ရဲ့အကြောင်းကိုကျွန်မဆွေးနွေးပေးသွားပါမယ်လို့ရှင်းပိုင်းမှာဥတည်ထားတာလေးမှာ ဒါနီလန်နှစ်မျိုးတော့ကျွန်မဆွေးနွေးပေးသွားပြီ discrete trial teaching စဉ်စဉ်မပြတ်လေ့ကျင့်သင်ကြားခြင်းနီလန်နေရဲ့ naturalistic environment teaching ဆိုရဲပေါ့နော်တဘာဝကိုအခြေခံတဲ့ဒီလေ့ကျင့်သင်ကြားခြင်းနေရဲ့ဆိုတဲ့နှစ်မျိုးကိုကျွန်မဆွေးနွေးပေးခဲ့ပါတယ်။အဲအဲ့ဒီဆွေးနွေးပေးခဲ့တဲ့နီနနီကလည်းပြီးသွားပြီဆိုတော့နောက်ကျွန်မတို့ပေါ့နော်တတိယနီဖြစ်တဲ့ပေါ့နော် pivotal ပေါ့နော်ဒီသူက pivotal response teaching ပေါ့နော် အတူကောက်ကတော့ तू က p h t pivotal response trainee ပေါ့ trainee teaching အတူတူပါပဲဒီက p r t အဲ့ဒီမှာအဓိကကြားတဲ့တုံ့ပြန်မှုတွေလုပ်နိုင်ရုပ်တွေလေ့ကျင့်ပေးခြင်းဖြစ်တယ်အဓိကကြားတဲ့တုံ့ပြန်မှုတွေကို response ရစေအောင်ပေါ့နော်အဲစောင့်ရက်ပေးတဲ့နည်းလမ်းမှာ p r t လို့ခေါ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် ဟိုသူရဲ့အချက်ကဟိုပေါ့နော်အဓိကကြတာ၄ချက်ရှိရယ် motivation လှုပ်ဆောင်မှုတွေပေးရမယ်ပြီးရင် set management ကိုကိုကိုဘာလုပ်နိုင်ရမလို့ဆိုရင်ဒါ manage လုပ်နိုင်ရမယ် respond multiple cues ဒါသူအခြေအနေမျိုးမှာသူ response တုံ့ပြန်နိုင်ရမယ်ပြီးရင် social interaction ဒါကကျွန်တော်တို့တဘာဝမိမိပတ်ဝန်းကျင်နဲ့ပါပေါ့နော်ဒါ interaction အပြန်အလှန်ဆက်သွယ်နိုင်ရမယ်ပေါ့နော်ဒါ bio တွေရဲ့ဒါအဓိကကြတဲ့တုံ့ပြန်မှုတွေကိုလုံးဆောင်ပေးနိုင်မှုတွေလေ့ကျင့်ပေးရမယ်နည်းလမ်းတွေဖြစ်ပါလေရှင် ်ဟာ motivation ရဲ့ set management ရဲ့ respond to body value ရဲ့ social interaction တွေရဲ့အားအလေးချက်ကပြန်လည်တစ်ခုနဲ့တစ်ခုအရေးပါနေပါတယ်ဒီအရေးကကျွန်တော်တို့ PRT ရဲ့တကယ်တော့ဒီကအရေးကြီးတဲ့ပေါ့နော်ဒါအချက်ကလေးတွေဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျွန်တော်တို့ဒီက Pivotal Response Training တီချင်းရဲ့အကြောင်းလေးပေါ့နော်ဆက်ပြီးရောလေ့လာသွားကြအောင်ပါရှင်။အဲ့မှာဆိုရင် What is the Pivotal Response Training? ဒါဆိုရင် ဒီက Bible Repeaty ဆိုတာဘာလဲပေါ့ကလေးကိုရွေးချယ်ခွင့်ပေးရမယ်ဟုတ်အရင်နည်းနဲ့မတူတော့ဘူးတရားကြတော့ကလေးကိုရွေးချယ်ခွင့်ပေးရမယ်ကလေးကပဲအစာပြောရမယ် child initiate အဲဆိုကလေးကရွေးချယ်မယ် तू ဘာကိုစိတ်ဝင်စားပြီးဘာကိုဆောင်ရွက်ချင်တာလဲကလေးရွေးချယ်မယ်ကလေးကိုအစာပြောခွင့်ပေးရမယ်အဲဒါဒီနီးလေးရထူကြချက်ကလေးပေါ့နော်ဒါ PRT ဆိုတဲ့ Bible Response Training လေးရ ထူကြချက်ကလေးပါ child initiate လုပ်ရမယ်ပြီးရင်ကစားခြင်းကိုအခြေခံကုတုံးလုပ်တယ်ဩဒါကစားမှာကိုသူက play based therapy ဆိုတဲ့အတွက်သူကကလေးကကစားမဲ့ပိစာအောင်သူရွေးချယ်ပြီးတော့မှသူကိုယ်တိုင်ကစားမှာကစားရင်းထဲမှာဒီစွမ်းရည်ကိုပြင်ပြအောင်ဒါလေ့ကျင့်ကြမှာဆိုတော့သူကိုယ်တိုင်ရွေးမယ်ကစားခြင်းကိုအခြေခံတဲ့နီလန်းလေးလည်းဖြစ်တယ် နောက်ပြီးတော့အဓိကတုံ့ပြန်မှုဆိုင်ရာစွမ်းရည်တွေအတွက်အထောက်အထားအခြေခံတဲ့လက်တွေ့ဆောင်ရွက်မှုတွေပါဝင်တယ်တဲ့ evidence based price တွေပါပါတယ် practice ဒီအဓိက တုံ့ပြန်မှုဆိုင်ရာစွမ်းရည်တွေအတွက်ဒါလေ့ကျင့်တဲ့လက်တွေ့ဆောင်ရွက်လေ့ကျင့်မှုတွေကိုလှုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်ရှင်ဒီက Bible လေးရပါတော့ Bible response training လေးရအဲ့ဒါဆိုရင် PRT PRT မှာဆိုရင်တို့ကဒီပေါ့နော်ကျမတို့ natural ritualistic approach to da aba ပေါ့နော် applying behavior analysis တို့ ਨੇ ဟိုပါနော်နည်းနည်းဟိုပါပေါ့နော်သူကတဘာဝချင်းနေရာတစ်ခုနဲ့တစ်ခုကအဆင်တူပါတယ်အဲတစ်မျိုးနဲ့တစ်မျိုးကဆင်တူတယ်ဟိုဒါမျိုးတစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်မှုတွေရှိနေတယ်အဲ့လိုနီလန်းနေနေတာကလေးတွေကိုဒါစွမ်းရည်တွေဖွင့်ပြအောင်ဆောင်ရွက်ချင်းဖြစ်ပါတယ်။ဒီကနီလန်းလေးကိုရှာဖွေဖော်ထုတ်ခဲ့တာကကြတော့ဒေါက်တာရိုဘတ်နဲ့ဒေါက်တာလင်းကနေပြီးတော့ကျမတို့ဒါသူကလည်း ဒါ senior researcher နဲ့သူက clinical professor တွေပေါ့နော် Stanford University School မှာဒီက California မှာရှိတဲ့ Stanford University School မှာသူတို့ကအဓိက medicine နဲ့ပတ်သက်ပြီး1980လောက်ကပေါ့နော် ဒီကဒီဒီဒီပိုက်ဖို့တဲ့ restaurant training လေးကိုသူတို့စပြီးတော့အစာပြုတ်ပြီးတော့ပေါ့နော်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်ဒီမှာဆိုရင် applied behavior analysis ပြည့်အခြေခံထားတဲ့သဘာဝအခြေခံချင်းကန်ဒီလေးဖြစ်တဲ့ naturalistic approach နဲ့လည်းဆောင်ရွက်ခြင်းလည်းဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ဒါသူက ABA ရောဒါ natural ဒီကကျမတို့ NET ရောပေါ့နော်နှစ်ခုလုံးနဲ့ချိန်ဆက်ပြီးတော့ဆောင်ရွက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီက PRD ဆိုတဲ့ Bible Response Training ဆိုတဲ့နီးလေးရလည်းပဲတခုကိုတခုချိတ်ဆက်ပြီးတော့ဗောနော်လေ့ကျင့်ပြီးတော့စွမ်းရည်တွေကိုဖွင့်ပြအောင်ဆောင်ရွက်တဲ့နီးလန်းလေးဖြစ်ပါတယ်ရှင်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ sorry ဒီ ABA principle တွေကိုအခြေခံအဖြစ်တော့ကျွန်တော်ရှေ့ပိုင်းမှာလည်းဆွေးနွေးခဲ့တာကိုချိန်ကြီးဂွင်းဆက်ကလေးတွေနဲ့တင်ကြမယ်ပြီးရင် moraling တရုပ်ပြမယ်ပြီးရင် promi သူတို့တွေကိုဒါဒါ ကူညီလမ်းညွှန်မှုတွေလမ်းညွှန်မှုတွေလှူဆောင်မယ်ပြီးရင် reinforcement သူတို့ကိုဒါအပေးကြီးမြားမှုတွေလှူဆောင်မယ်အဲဒီလိုအစ်စ်နေနေသွားပါပါ change morally promi reinforce reinforcement ဆိုပြီးတော့အဲ့လိုမျိုးနည်းလမ်းတွေတစ်စင်းနေနေသွားတာပါအဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ ဒီမှာဆိုရင် မလိုလားတဲ့အပြုအမူတွေကိုမလုပ်တော့အောင်ဆိုရင် short ချဖို့အတွက်ဒီနည်းလမ်းကိုသုံးခြင်းဖြစ်တယ်မလိုလားတဲ့အပြုအမူတွေကို short ချပေးမယ်အဲဒါမှလည်းကျွန်တော်တို့လိုချင်တဲ့အပြုအမူတွေပေါ့နော်အဲ positive thing positive behavior တွေဖြစ်ပေါ်လာအောင်ပေါ့နော်မလိုလားတဲ့အပြုမှုတွေကိုရှင်းချပေးရမယ်လူမှုစည်းဆိုင်ရာပြန်လည်ဆက်သွယ်မှုကိုအားပေးတယ်ဒီအဆင့်မှာဒီကလေးကကလေးရဲ့ဒီတင်ယူနိုင်မှုစွမ်းရည်တွေကလည်းမြင့်နဲ့မြင့်လာပြီအဲနောက်ကို तू ကဒီ code 1 2နဲ့ဒီဆရာနဲ့ကလေးနဲ့ကလေးနဲ့မိမာတဲ့မိဘနဲ့တွေမဟုတ်တော့ဘူး ပတ်ဝန်းကျင်နဲ့ပါအပြန်အလှန်ပေါ့နော်ဖြန့်ကျက်ပြီးတော့ generalization ဆိုတဲ့ဖြန့်ကျက်အဲတင်ကျူမှုတွေဆောင်ရွက်နိုင်မှုတွေကိုပါသူရရှိလာပြီပေါ့နော်။ဒါကြောင့်လူမှုရေးဆိုင်ရာအပြန်အလှန်ဆက်သွယ်မှုတွေကိုလည်းဒီကပိုင်ကိုယ်တဲ့နီးရအားပေးပါမယ်တဲ့ PRT နီးရအားပေးပါရဲ့တဲ့။ကလေးဘယ်နေရာမှာရှိရှိ သုံးနိုင်တဲ့ naturalistic ကော and nature and environment ဘောနော်ကလေးဘယ်ဘယ်နေရာမှာပဲရှိရှိသုံးနိုင်တဲ့နီလန်လေးဖြစ်ပါတယ်တဲ့ဒီက PRT နီလန်လေးอ่ะဘောနော် နောက်ကစားချင်းဆိုင်ရာစွမ်းရည်တွေကိုလည်းသူဖွင့်ပြလာစေတယ်။ပြီးတော့ကျမတို့ကလေးနဲ့ပေါ့နော်တက်တူရွယ်တူတွေ role modeling တွေ feedback တွေပေါ့နော်ကလေးနဲ့သူရဲ့တက်တူရွယ်တူတွေနဲ့ပေါ့နော်တရုတ်တောင်ကစားချင်းနီးလန်းနေနဲ့လည်းဒါစွမ်းရည်တွေဖွင့်ပြအောင်လှူဆောင်ပေးလို့ရပါတယ်။အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီက role modeling เออလှူဆောင်လို့ရတဲ့အကြောင်းအရာဆိုရင်ဒီမျိုး role modeling နဲ့လှူဆောင်ရင်းနဲ့သူရဲ့ရရှိရမယ့် အချဲအတိရေးစွမ်းရည်တွေကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ဒီကပိုင်ဘိုရယ်နီးတွေမှာလည်းပဲကျမတို့ ABA တွေနဲ့ရောကျမတို့ဒီက naturalistic NET ဆိုတဲ့နီးလန်းတွေနဲ့ရောတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေကြတယ်။အဲ့လိုချိတ်ဆက်ရင်းနဲ့ပေါ့နော်ဒီနီးလန်းမှာကြတော့ကလေးကဥဆောင်သွားတော့မယ်ကလေးကရွေးချယ်မယ်ကလေးရွေးချယ်တဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်ဟိုဒီကမိမိ ဖွံ့ဖြိုးစေခြင်းနဲ့စွမ်းရည်ကိုပင်ပြိုးအောင်ဆောင်ရွက်ပေးကြရမှာဖြစ်တယ်ဆိုတာလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်